အနုပညာလောကမှာတော့တစ်ခါမှတယောက်ဆိုသလိုအနုပညာရှင်ကောင်းတွေပေါ်ထွန်းခဲ့ကြပြီးသူတို့ကွယ်လွန်သွားပေမဲ့သူတို့ရဲ့နှလုံးသားနဲ့တူဆက်ခဲ့ကြတဲ့အနုပညာအသေးပွင့်တွေကိုတန်ဖိုးမပြတ်နိုင်အောင် လူသားတွေအတွက်ရှင်ရထားခဲ့ကြပါပဲဒီလိုပါပဲကျွန်တော်တို့လူသားတွေဟာကိုယ်တိုင်ကအနုပညာမဖန်နေနိုင်ခဲ့တော့အနုပညာဖန်နေခဲ့ကြတဲ့အတတ်ပညာရှင်တွေရဲ့ရှင်နေကပေါက်ပွားကြတဲ့အနုပညာကိုမျိုးဆက်သက်တွေအတွက်တည်တင်မှုအတွက်ပြန်လည်ဝေမျှခြင်းကတော့ပြုလို့ရမှာပါ ဒီထဲမှာပကြီးဆရာလည်းဖြစ်တေးဆရာလည်းဖြစ်ကြပြနဲ့ဆိုတော့တူလည်းဖြစ်တဲ့ဆွဲစုံနေပညာချင်းခင်ဝမ်းအကြောင်းမျှဝေပေးကြပါတယ်နေပညာချင်းခင်ဝမ်း1948ခုနှစ်ဩဂုတ်လ24ရက်မှာပြည်မြို့မှာပွေးပွားခဲ့ပါတယ်နေပညာချင်းခင်ဝမ်းရဲ့ဘက်ကဟာဒုတိယကမ္ဘာစစ်အတွင်းမြန်မာနိုင်ငံကိုရောက်ကြည့်လာတဲ့ဂျပန်လူမျိုးအင်ဂျင်နီယာတူဖြစ်ပါတယ်မြန်မာမိရတော့ဦးအောင်ခါဖြစ်ပြီးမိခင်မှာတော်သိန်းလည်းဖြစ်ပါတယ်နေစဉ်ကလေးကပဲခင်ဝမ်းကပကြီးဂီတကိုစိတ်ဝင်စားခဲ့ပါတယ် 1965-66လောက်မှာတော့ရန်ကုန်တက္ကသိုလ်မှာပညာသင်ကြားခဲ့ပါတယ်။အမျိုးပြားကြီးခင်ဝမ်းရဲ့တရှင်တပုတ်ဟာဘလောက်ထိလူငယ်တွေကြားကြည်ပန်းစားခဲ့ကြလဲဆိုရင်တော့အဲဒီရှင်ကခင်ဝမ်းတရှင်တပုတ်ကြောင့်ဒီမြို့ကိုသွားရောက်လဲပတ်တဲ့အထိကိုဖြစ်စေခဲ့ပါတယ်။ခင်ဝမ်းရဲ့ပြည်မဆောင်ဆိုတဲ့လွမ်းစရာတရှင်တပုတ်ကြောင့်ဒီမြို့ကိုမရောက်ဖူးခဲ့တဲ့သူတွေကတော့ပြည်မြို့ကိုလွမ်းတက်ခဲ့ပါတယ်။နုပညာရှင် ခင်ဝမ်းမွေးကလေးကပင်ကိုပါလာတဲ့ပါရမီမျိုးနဲ့နုပညာကိုလှုပ်သွားခဲ့သူတူလို့ လူပညာရှင်တွေကသုံးသပ်ကြပါတယ်။ပကြီကရေးဆွဲတဲ့နေရာမှာလဲတရုတ်မှန်လွန် Hyper Realism ပကြီကားတွေအများကြီးရေးခဲ့ပါတယ်။အဲဒီအချိန်ကတော့ဒါရီယာမြမပကြီနယ်ပယ်အတွက်သိစောလွန်နေခဲ့လွန်ပါတယ်။ပြီးတော့ Drummer ပကြီလို့ခေါ်တဲ့ Absurd ကိုလည်းရေးဆွဲခဲ့ပါတယ်။ပကြီအပေါ်မှာတော့လူပညာရှင်ခင်ဝမ်းရဲ့ခံယူချက်ရိုးချင်လွန်ပါတယ်။ပကြီဆိုတာပစ္စည်းတစ်ခုကိုတူအောင်ဆွဲတာပကြီလို့ပြောချင်ပြောကြလိမ့်မယ်။ဒါလူပိန်းတသက်ပဲဖြစ်ပါလိမ့်မယ်။ လူမြာရှင်ခင်ဝမ်းကတော့ပကြီဆိုတာမျက်နှာပြင်တစ်ခုကိုပေါင်ကပ်ပြီးလူရဲ့စကူအာယုံကတစ်ဆင့်စိတ်တစကိုချုပ်ကန်လှုပ်ရှားဖန်တီးတဲ့ဝိဇ္ဇာတပညာတစ်ခုလို့ကြုံကြည်ခဲ့ပါတယ်။လူမြာရဲ့အဓိကလက္ခဏာကချုပ်ကန်နိုင်မှုတစ်ခုပဲ။ဖန်ခွက်ကိုရဲဆောင်ပြီးဆွဲမှချုပ်ကန်စွမ်းကြီးမယ်ဆိုရင် သူဟာရဲဆောင်ပြီးဆွဲဖို့တောင်းဝန်ရှိတယ်လို့သူကချင်းပြပါတယ်။အမှုပညာလွတ်လပ်မှုကြီးတယ်။အမှုပညာရှင်တယောက်ရဲ့သတ်မှတ်ချက်တိုင်းဟာခက်တခဲအတွက်အမြဲမှန်ကန်တယ်။ ဒါကိုဘယ်သူမှတားဆီးလို့မရသလိုဘယ်သူမှလည်းကန့်ကွက်လို့မရဆိုပြီးသူ့ရဲ့အမှုပညာအယူအဆတွေကိုခြားပြခဲ့ပါတယ်။အမှုပညာဆိုတာခက်တခဲတည်းဥဖြစ်ပြီးခက်ရည်စည်းကြောင်းဟာအမှုပညာရဲ့ရည်စည်းဖြစ်တယ်လို့အမှုပညာရှင်ခင်ဝမ်းကယုံကြည်ခဲ့ပါတယ်။1969ခုနှစ်မှာတော့ဒေါက်ခေလင်းမြင့်နဲ့လက်ထပ်ခဲ့ပါတယ်။အမှုပညာရှင်ခင်ဝမ်းက1990ခုမှာတော့စိတ်ဒစပကြီးဆိုတဲ့စာအုပ်ကိုရေးသားခဲ့ပါတယ်။ 1992ခုနှစ်မှာတော့မျက်နှာစိမ့်တကူတော့ပကြီးပြပွဲရန်ကုန်မြို့တင်ဖြူလမ်းမှာဆရာဝန်များအတင်းတိုက်မှာပြသခဲ့ပါဗျ။အဲဒီနောက်မှာတော့မြားဘီရန်တကူတော့ပြပွဲပြုလုပ်ခဲ့ပါဗျ။1993 95မှာတော့အချစ်ရွာကယ်လာယူကိုကြည်တွန်းနဲ့ပူပေါင်းရင်တည်ထောင်ခဲ့ပါဗျ။စံကြည်ကြော့မြပြင်းလဲဘာသာပြန်ဝတ္ထုများကိုရေးသားခဲ့ပါဗျ။ဂီတအနုပညာနဲ့လည်းပထမဆုံးတေးစီဖြစ်တဲ့နှင်းစုပြူရဲ့အဝေးရလူတယောက် CEO တော့ ြည်မျိုးကတတန်တတာဒီဝိုင်းနဲ့တိကက်ခဲ့ပါတယ်။တိခွေကဘာကိုလည်းကိုရိုင်းရေးဆွဲခဲ့ပါတယ်။အဲဒီနောက်မှာတော့အမျိုးပြည်သားချင်းခင်ဝိုင်းရဲ့ကန်ဒဝင်တေးတပုတ်ဖြစ်လာမဲ့ပြည်မာဆောင်တေးစီကို1989ခုနှစ်မှာကိုရိုင်းရေးသားတည်ဆူထုတ်ဝေခဲ့ပါတယ်။အဲဒီနောက်မှာ1992ခုမှာပန်းလူရောက်ခန်းစားခြင်းများစီကိုကိုရိုင်းရေးသားဆက်လက်ထုတ်ဝေခဲ့ပြန်ပါတယ်။1992ခုနှစ်မှာတော့ကြပြာစာပေဂီတအမှုပညာသမားတွေနေထိုင်ခဲ့ကြတဲ့ဂျန်ကိုတက်ကရိုဒီယာ ခရမ်းပြာဆောင်မှာနေထိုင်ခဲ့ပြီးညတေးစီရီကိုကိုရံကြီးသားထုတ်ဝေတည်ဆူခဲ့ပြပါတယ်။အဲဒီနောက်မှာတော့လိပ်ပြလွင်မြင်စီ1964ခုနှစ်မှာတော့ဘန်ခရမ်းပြာစီရီကိုမြစ်စမလိုင်း DY နဲ့တိခတ်ခဲ့ပြီးအဲဒီမှာတေးစီရီဖြစ်တဲ့ကိုနေဝင်းအက်စလီမောင်မောင်မုံတမင်းလုံးရဲ့တခြင်းတွေကိုတည်ဆူခဲ့ပါတယ်။1994ခုနှစ်မှာတော့လိုတာရအကြီးဆွဲတေးစီရီကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီစီးရီးကတော့ချက်နှစ်တိတိအချိန်ယူပြီးတော့ထုတ်လုပ်ခဲ့တဲ့တေးစီးရီးတစ်ခုဖြစ်ပြီးမြစ်စမာလိုင်းအပဲတိခက်ခဲ့တာပါလောက်ထောင်995ခုရမှာတော့စိတ်ကြိုက်ပြန်ဆိုတဲ့အမှုပညာရှင်ခင်ဝမ်းဟာတေးစီးရီးပေါင်း12ကွင်နီးပါးကိုထုတ်လုပ်ခဲ့ပါတယ်အဲဒီခက်ကပကြီစာပေတိုင်းဝိုင်းနေနဲ့မနီးဆက်ခဲ့တဲ့သူတွေကတော့ခင်ဝမ်းကိုဆိုတော့ဖြစ်ပဲတိခဲ့ကြပါတယ်နမနာကျခေဝမ်းရဲ့ဒေးစီးရီးကတော့တော်တော်မျိုးပါမကျမ်းအဲဒီချိန်ကပောက်ခဲ့တဲ့စီးရီးတွေပဲဖြစ်ပါတယ် ဒီထဲမှာအမှုပညာရှင်ခင်ဝမ်းရဲ့သချင်း၃ဘောလောက်ကိုကျွန်တော်ပြန်လည်ပြီး review ပေးချင်ပါတယ်။နားထောင်မှုသူတွေအများကြီးရှိခဲ့ပေမဲ့နားမထောင်မှုတဲ့သူတွေလည်း YouTube မှာရှားပွေပြီးနားတော်တာဆင်နိုင်ဖို့ကျွန်တော်တိုက်တွန်းပေးလိုက်ပါတယ်။ပထမဆုံးသချင်းတစ်ပုဒ်ကတော့ခင်ဝမ်းရဲ့ဂန္ဓဝင်သချင်းတစ်ပုဒ်ဖြစ်တဲ့ပြီးမှာစောင်းဆိုတဲ့သချင်းတစ်ပုဒ်ပါပဲ။ဒီသချင်းကတော့နှင်းနေဝေနေတဲ့ပြီးမျိုးရဲ့လွမ်းစော့ပွဲလားနဲ့လူသားတစ်ယောက်ရဲ့ဆုံးဖြတ်ချက်တွေနောင်တတွေကိုဘဝကပြတစ်ပုဒ်ဖြစ်ဆွေးမြေ့စား ရေးဖွဲထားတဲ့သတင်းတဘောပဲဖြစ်ပါတယ်။ဒီကောင်နားထောင်ကြဖို့လဲတိုက်တုံးနေပါပဲ။ ောက်တစ်ပုဒ်ကတော့မြန်မာနိုင်ငံရဲ့သွေးကြောမြေတစင်းဖြစ်တဲ့ AR ကိုတင်စားပြီးရေးဖွဲ့ခဲ့တာပါဒီဒီချက်မှာတော့ landscape ပုံစံဆွဲထားတဲ့ပကြီကားတစ်ဆက်ကို live ပါစီမျိုးသွားစေရဲ့ပကြီဆရာခင်ဝမ်းရဲ့ဒေးစွမ်းရင်ကိုတွေ့ကြရမှာပါအဲဒီတဲမှာ AR မြက်ကိုလည်းမဟာတဘောဝချင်းတို့တုံးငယ်နဲ့ဆရာခင်ဝမ်းရဲ့လှပတဲ့စကလုံးတုံးတုံးမှုနဲ့အမှုပညာစွမ်းရင်ကိုတွေ့မြင်ရပါတယ် ရာဝတီမြေကြီးကလည်းကျွန်တော်တို့ဘိုးဘေးဘီဘီအစဉ်ဆက်မြဲစီစဉ်နေခဲ့သလိုစမန်တဲ့အမှုပညာတွေဟာလည်းတိမ်ကောပျောက်ပြက်မသွားတဲ့အတိုင်းရှာခင်ဝမ်းရဲ့အရာဝတီတခြင်းလေးကခက်ဆက်ဆက်ကိုစီစဉ်နေလိမ့်မယ်လို့ယုံကြည်ပါတယ်။ချက်ဖွေခစားနားဆင်ကြည့်ဖို့လည်း review ပေးစင်ပါတယ်။နောက်ဆုံး review ပေးခြင်းနဲ့တပုတ်ကတော့ရှာခင်ဝမ်းရဲ့တငယ်ချင်းတို့တမုန်းထားတဲ့ချက်ချင်းမြစ်တာထားတဲ့အကြောင်းသိနိုင်တဲ့တခြင်းတပုတ်ပါပဲ။ဒီတခြင်းကတော့ပေါအောင်ဆိုတဲ့တခြင်းတပုတ်တော့မဟုတ်ပဲ။ တငယ်ချင်းပေါ်တတိယရဲခံစားချက်ကိုရိုးသားစွာပွင့်ထုတ်တဲ့ထူးခြားတဲ့သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ခင်ဝမ်းရဲ့ပထမဦးဆုံးအစောဆုံးဒေးစီရီတွေကတစ်ပုဒ်ပဲဖြစ်ပါတယ်။ဒီထက်မှတော့သူတတိယရဲတငယ်ချင်းကတော့ပချီမောင်တီဖြစ်ပြီးသတင်းနာမည်ကိုလည်းဦးမောင်တီလို့နာမည်ပေးထားခဲ့ပါတယ်။ဒီသတင်းကတော့ဆရာခင်ဝမ်းရဲ့အဆိုတော်ကာလအစောဆုံး1938လောက်ကတွင်ခဲ့တဲ့သတင်းလေးပဲဖြစ်ပါတယ်။ ရှင်ကတော့ဆရာခင်ဝမ်းရဲ့မြစုမလိုင်းနဲ့လက်မတွဲခင်ပြည်မျိုးရဲ့ဒီဝိုင်းတစ်ခုဖြစ်တဲ့တက်တန်တတာဒီဝိုင်းရဲ့ဖြီးကပ်ခဲ့တဲ့ခြေတော်ပဲဖြစ်ပါတယ်။ဒီသချင်းလေးကဆရာခင်ဝမ်းရဲ့တငယ်ချင်းဖြစ်သူမောင်တီအားလဲမြန်မာနိုင်ငံရဲ့မော်ဒန်ခက်ဦးပကြီးဆရာတယောက်ပဲဖြစ်ပါတယ်။ကျွန်တော်တို့လူသားတွေဟာအမှုပညာကိုကိုယ်တိုင်မဖန်နှီးနိုင်ခဲ့ရင်တော့မှဖန်နှီးခဲ့ကြတဲ့အမှုပညာရှင်တွေရဲ့အမှုပညာကိုမျိုးဆက်စွဲတွေသိမြင်နားလည်အောင် ပြန်လည်မျှဝေဖို့ကတော့လိုအပ်ကြမှာပဲလို့ကျွန်တော်တို့ရဲ့ယူဆချက်လေးကိုပြောကြရင်ဒီကုန်ချုပ်လိုက်ပါတယ်